ရှင်မတေခရဝင်ခန်းကြီး26ထိုဒေသနာတော်ရှိသမျှတို့ကိုယေရှုသည် အကုန်အစင်ဟောတော်မူပြီးလျင်တပည့်တော်တို့အားနှစ်ရက်လွန်မှ ပတ်သက်ခပွေနေရောက်မီကို သင်တို့တိကျ၏ထိုအခါလူသားကိုလဝါးကားတိုင်းမှရိုက်တတ်စေခြင်းဟာအနှံကြလိမ့်မည်ဟု မိန့်တော်မူ၏ ထိုအခါယေပရဟိတ်အကြီးကျမ်းပြုတ်ဆရာတို့နှင့်လူတို့တွင်အကြီးအကဲဖြစ်သော သူတို့သည်ကာယဖအမိရှိသောယေပရဟိတ်မင်း၏အိမ်ဦး၌စီဝေးကြပြီးလျင်ယေရှုကိုပရိယေအဖျင်ဖန်ဆီး၍တန်အံ့သောငါတိုင်ပင်ကြ၏တို့တော်လေလူများတို့သည်ယုံရင်ခတ်ဖြစ်မိကိုစိုးရင်၍ပွဲနေ့တွင် မပြုတ်နှင့်အုံးဟု ပြောဆိုကြ၏ ဗေဒနိယွာတွင်ရှိမုံအမိရှိသော လူနူဤအိမ်၌ယေရှုရှိတော်မူသည်ဖြစ်၍မိမတယောက်သည် အဖိုးများစွာထိုက်သောစီမွေးကြောက်ဖြူခွက်တလုံးကိုအထံတော်သို့ယူခဲ့၍ဇပွဲနာမှာလျောင်းတော်မူသော ကိုရောဤခေါင်းပေါ်၌တွန်းလောင်းလေ၏တပည့်တော်တို့သည်မြင်လျင်ဒေါသစိတ်ရှိသည်ဖြစ်၍အဘေကြောင့်အကျိုးမဲ့ဆုံးစေသည်နိ ထိုစီမွေးကို အဖိုးများစွာနှင့်အယောင်၍စင်ရဲသောသူတို့အားပေးเสียကောင်းသည်ဟုဆိုကြ၏ယေရှုသည်တည်တော်မူလျင်ထိုမိမကိုအဘယ်ကြောင့်နှောက်ရှက်ကြသနည်းသူသည်ငါ၌ကောင်းသောအမှုကိုပြုပြီးစင်ရဲသောသူတို့သည်တင်တို့၌အစဉ်ရှိကြ၏ငါမူကားတင်တို့၌အစဉ်ရှိသည်မဟုတ်ဤစီမွေးကိုငါ့ကိုငါ့ကိုပေါ်၌တွန်းလောင်းသည်မှာ ငါအလောင်းကိုတကြိုမီဟုပြင်ဆင်ခြင်းငါပြုတည်းငါအမှန်ဆိုသည်ကဧဝံဂေလိတရားကိုမြေတပြင်လုံးတွင် ဟောသောအရရတို့၌ဤမိမကို အောင်းမိတ်เสียဟုသူပြုသောဤအမှုကို ကြားပြောရလက်တန်းဟုမိန့်တော်မူ၏ထိုအခါတပည့်တော်တကြိတ်နှစ်ပါးအဝင်ဖြစ်သောယူဒရှာကယုတ်သည်ယေဘုဟိအကြီးတို့ထံသို့သွား၍ ကျွန်ုပ်ဒီယေရှုကို ကိုရတို့လက်တို့အပ်လျင်အဘေမြှလောက်ပေးပါမည်နီဟုပြောတော်ထိုသူတို့ကငွေချက်30ပေးမည်ဟုဝန်ခံကြ၏ထိုအခါမှစ၍ကိုရကို အချင်းဟာအစဉ်တင့်သော အချိန်ကာလကို ရှာကြံလျက်နေ၏အဇူမပွဲ ပထမနေ့၌တပည့်တော်တို့သည် အထံတော်သို့ချဉ်ကပ်၍ကိုရသည် ပတ်သက်ခပွဲကို စာတော်မူဟုရာဘေးအရ၌ကျွန်ုပ်တို့သည်ပြင်ဆင်စေခြင်းကအလိုရှိတော်မူသည်ဟုမေးလျှောက်ကြသော ကိုရောကမြို့တွင်ဤမိသောသူဤအိမ်သို့သွားကြဆရာမှားလိုက်သည်ကငါအချိန်နီးပြီတင်းအိမ်၌ငါတပေတို့နှင့်တကွပတ်သက်ပွဲကိုငါခံမိဟုထိုသူကို ပြောကြလောဟုမိန့်တော်မူ၏တပေတို့တို့သည်စီရင်တော်မူသည့်အတိုင်းပြု၍ ဖက်တခါပွဲကိုပြင်ဆင်ကြ၏ညံဦးရန်အချိန်ရောက်မှတပည့်တော်တစ်ကြိတ်နှစ်ပါးတို့နှင့်အတူဇပွဲ၌လျောင်းတော်မူ၏စား၍နေကြစဉ်ကိုတော်ကငါအမှန်ဆိုသည်ကတင်တို့တွင်တစုံတယောက်သောသူသည်ငါကိုအနှံလိမ့်မည်ဟုမိန်တော်မူလျင်တပည့်တော်တို့သည်အလွန်ဝမ်းနည်း၍သခင်အကျွန်ုပ်လိုဟုအတီးတီးမိလျှောက်ကြ၏ကိုယ်တော်ကလည်း ငါနှင့်အတူပကန်းတွင်လက်၌တော်သူသည်ငါကိုအနှံလိမ့်မည်။ဂျန်စာလာသည့်အတိုင်းလူသားသည်တွားရမည်။တို့တော်လေလူသားကို အနှံတော်သူသည် အမင်္ဂလာရှိ၏။ထိုသူသည်ဘွားမြင်ခြင်းကိုမခံရလျင် အနေသာ၍ကောင်းသည်ဟုမိန့်တော်မူ၏။ကိုရောကိုအနှံမိသူ ယူဒရှကယုကလည်းအရှင်ဖျားအကျွန်ုပ်လိုဟုမေလျှောက်လျင် တင်ဆိုသည့်အတိုင်းမှန်သည်ဟုပြန်ပြောတော်မူ၏ထိုအခါစာလျက်နေကြစဉ်တွင်ယေရှုသည်မှုန့်ကိုယူ၍ဂျေဇုတော်ကိုချီးမွမ်းပြီးမှမှုန့်ကိုဖဲ့၍ဤမှုန့်ကငါ၏ကိုဖြစ်၏ယူ၍စာကြလောဟုမိန့်တော်မူလျက်တပည့်တော်တို့အားပြောတော်မူ၏ခွတ်ကိုလည်းယူ၍ဂျေဇုတော်ကိုချီးမွမ်းပြီးမှ သူတို့အားပြောတော်မူ၍တင်တို့ရှိသည်မြသည်တောက်ကြလော့ ဤခွက်ကမင်းငင်တရားတင့်နှင့်ဆံ၍လူများတို့ဤအပြစ်ကိုလွတ်စေခြင်းကတွန်းသောငါဤသူဖြစ်၏ငါဆိုဒီကဤသပြည့်မျိုးအစ်စ်ကိုငါခမဲတို့ဤနိုင်ငံ၌တင်တို့နှင့်အတူငါမတောက်မီနေတန်ရောယခုမှစ၍တဖန်ငါမတောက်ရဟုမိန်တော်မူ၏ထို့နောက်တခြင်းဆိုကြပြီးမှတန်လွန်တောင်တို့ထွက်သွားကြ၏ ထိုအခါယေရှုကလည်းကျမ်းစာလာကြီးကတူထင်းကိုငါရိုက်တဲ့၍တူတို့သည်ကွဲလွန်းရကြလိမ့်မည်ဟုရည်ထားသည်နှင့်အငီယနေ့ရက်တွင်တင်းတို့ရှိသမျှသည်ငါကြောင့်စိတ်ပျက်ကြလိမ့်မည်တို့တော်လည်းငါသည်ရှင်ပြန်ထမြောက်ပြီးမှတင်းတို့ရှိဂါလိလဲပြည်သို့တွားမည်ဟုမိန့်တော်မူသောဗေဒိယုကဤသူရှိသမျှတို့သည် ကိုရောကြောင့်စိတ်ပျက်ကြတော်လဲ အကျွန်ုပ်ဒီစိတ်အလင်းမဖြစ်ပါဟုရှောက်လေ၏ယေရှုကလည်းငါအမှန်ဆိုသည်ကားယနေ့ညတွင်ကြက်မတူမီတင်းသည်ဒုံးကြီးမြောက်အောင်ငါ့ကိုငင်းပယ်လိမ့်မည်ဟုမိန့်တော်မူလျင်ပေတရုကကိုရောနှင့်တကွတေရတော်လဲအကျွန်ုပ်ဒီကိုယ်တော်ကိုမငင်းပေပါဟုရှောက်ပြန်၏တပည့်တော်အပေါင်းတို့သည်လည်းထိုနည်းတူရှောက်ကြ၏ ထိုအခါယေရှုသည် သူတို့နှင့်အတူဂေသရှိမှအရစ်တို့ရောက်တော်မူလျင်ငါသည်ဟိုအရစ်တို့တွား၍ဆုတောင်းစဉ်တွင်ဤအရစ်၌ထိုင်နေကြလောဟုတပည့်တော်တို့အားမိန့်တော်မူပြီးမှဘေတယုနှင့်ဇေဘေဒေဤသားနှစ်ယောက်တို့ကို ခေါ်၍နှလုံးမသာစိတ်ပူပန်ခြင်းသို့ရောက်တော်မူ၏ထိုအခါယေရှုကငါသည်တေလောက်အောင် စိတ်နှလုံးအလွန်ငြင်းငယ်ခြင်းရှိ၏ ဤအရ၌ငါနှင့်အတူဆောင်၍နေကြလောဟုတပည့်တော်သုံးယောက်တို့အားမိန့်တော်မူ၍ထိုမှအနေငယ်လွန်ပြန်လျင် ပြည့်ဝ၍အကျွန်ုပ်အဘဤခွတ်သည်အကျွန်ုပ်ကိုလွန်သွားနိုင်လျင်လွန်သွားပါစေသော သို့တော်လည်းအကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနှင့်ကိုယ်တော်အလိုရှိသည့်အတိုင်းဖြစ်ပါစေသောဟုဆုတောင်းတော်မူ၏ တပည့်တော်တို့ရှိရာသို့ပြန်၍သူတို့သည်အိပ်ပျော်လျက်နေကြသည်ကိုတွေ့တော်မူလျင်သင်တို့သည်တနာယီခတ်မြတ်ငါးနှစ်အတူဆောင်း၍နေခြင်းဟာဤတို့မစွမ်းနိုင်သလောစုံစမ်းနှောက်ရခြင်းနှင့်ကင်းလွတ်မီအကြောင်းစုတောင်းလျက်ဆောင်နေကြလောစေဝိငင်ကစေတနာရှိညာတော်လေကိုမူကအားနေသည်ဟုပေတိယအာမိန်တော်မူပြီးမှတဖန်သွား၍ အကျွန်ုပ်အဘဤခွက်ကိုအကျွန်ုပ်မတောက်ပဲလွန်၍မတွားရလျင် ကိုတော်အလိုရှိသည့်အတိုင်းဖြစ်ပါစေတော်ဟုဆုတောင်းပြန်၏ထိုနောက်တပည့်တော်တို့ရှိရာသို့လာ၍သူတို့သည်မျက်စိလေးလံသည့်ဖြင့်တဖန်အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျင်သူတို့ကိုထားခဲ့၍တဖန်တွားပြီးလျင် ရှေ့မြို့ဆိုသည်ဤသူတုံးကြီးမြောက်အောင်ဆုတောင်းတော်မူ၏ ထိုနောက်တပည့်တော်တို့ရှိရာသို့ ပြန်လာ၏လျင် ယခုအိပ်ပျော်၍ငင်ဝတ်စွာနေကြလော့လူသားကိုစိုးသောသူတို့လက်သို့အနှံ့ရသော အချိန်ရောက်လာပြီထာကြငါတို့သည်တွားကြကုန်အပ်ငါကိုအနှံ့သောသူသည် ရောက်လာပြီဟုမိန်တော်မူ၏ထိုသို့မိန်တော်မူစဉ်တွင်တပည့်တော်တစ်ကြိမ်နှစ်ပါးအဝင်ဖြစ်သောယူဒရှာကယုတ်လာ၏ယေဘရိုအကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများစေလွတ်သောလူအစုအဝေးအပေါင်းတို့သည်ဒါနှင့်ဒုက္များကိုကိုင်လျက်ပါကြ၏ကိုယ်တော်ကိုအနှံသောသူကငာနန်းသောသူသည်ယေရှုပင်ဖြစ်၏သူကိုဖန်ကြားဟုထိုသူတို့အားအမှတ်ပေးခဲ့သည့်အတိုင်းကိုတော်ရင်တို့ချစ်ချင်းချင်းကပ်၍အရှင်ဖျားမင်္ဂလာရှိပါစေသောဟုဆိုလျက်နန်းလေ၏ ယေရှုကလည်းအဆွေးဘေးအခင်းရှိ၍လာသည်နီးဟုမိတော်မူပြီးမှထိုသူများတို့သည်လာ၍ကိုရောကိုဆွဲကင်ဖမ်းဆီးကြ၏ထိုအခါယေရှုနှင့်ပါလာသောသူတယောက်သည်လက်ကိုဆန့်၍ဓာတ်ကိုဆွဲထုတ်ပြီးလျင်ယေပရောဟိတ်မင်း၏ဂျွန်တယောက်ကိုခုတ်သည်ဖြင့်နရွက်ပစ်လေ၏ယေရှုကလည်းတင့်ဓာတ်ကိုသူ့နေရာ၌ပြန်ထားတော့ ဓာတ်ကိုကင်သောသူရှိသမျှတို့သည်ဓာတ်ဖြင့်ဆုံးချင်းတို့ရောက်ကြလိမ့်မည်ယခုပင်ငါအဘအကိုငါတောင်းနိုင်သည်ကို၎င်းတောင်းလျင်ကောင်းကင်တမန်32တက်မကငါထံသို့ဆေလွတ်တော်မူမိကို၎င်းသင်မစင်းစားသလိုတို့ဖြစ်လျင်ဤတို့သောအမှုအရာတို့သည်ဖြစ်ရမည်ဟုသောကျမ်းစာချက်သည်အဘေတို့ပြည်စုံအပ်၏ဟုမိန့်တော်မူ၏ထိုအခါယေရှုကသင်တို့သည် ဒါပြကိုဖန်းတကယ်သို့ငောက်ကိုဖန်းအံ့တော့ငါဒါနှင့်တို့များကိုဆွဲလျက်လာကြသည်တကားငါသည်ဗိမာန်တော်၌နေ့တိုင်းဆုံးမဩဝါဒပေးလျက်တင်းတို့အလေ၌ထိုင်နေစဉ်အခါတင်းတို့သည်ငါကိုမဖန်းစီကြ ထိုအကြောင်းအရာမူကားအနာဂတိကြံပြည့်စုံမည်အကြောင်းဒီဟုလူအစုအဝေးတို့ကို မိန်တော်မူ၏ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပြစ်၍ပြေးကြ၏ကိုယ်တော်ကိုဖန်ဆီးသော သူတို့သည်ကြံပြုเสียလူအကြီးအကဲများစည်းဝေးရာယေပရဟိမင်းကာယဖတ်ထံသို့ဆောင်းသွားကြ၏ဒီတယုသည်လည်းယေပရဟိမင်းဤအိမ်ဦးတန်အောင်ကိုတော်နှင့်ဝေးစွာလိုက်၍အတွင်းသို့ဝင်ပြီးလျင်သူအမှုဤအဆုံးကိုတည်မြင်ခြင်းဟာမင်းလူလင်တို့နှင့်အတူထိုင်နေ၏ ယေပရောဟိတ်အကြီးတို့နှင့်လူအကြီးအကဲလူအရာရှိအပေါင်းတို့သည်ယေရှုကိုတတ်ရမည်အကြောင်းမမှန်သောတည်တည်ကို ရှာတော်လဲမတွေ့ကြ မမှန်သောတည်တည်ခံအများလာတော်လဲတည်တည်ကို မတွေ့ကြနောက်ဆုံး၌မမှန်သောတည်တည်ခံနှစ်ယောက်တို့သည် လာ၍ဤသူကငါသည်ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍သုံးရက်အတွင်းတွင် တိဆောက်နိုင်သည်ဟုပြောပါသည်ဟုတည်တည်ခံကြ၏ယေပရဟိမင်းသည်ထ၍တင်းသည်တခွန်းမြတ်ပြန်၍မပြောသလောဤသူတို့သည်အဘယ်သို့တည်တည်ခံသည်ဟုဆိုလျင်ယေရှုသည်တိတ်ဆိတ်စွာနေတော်မူ၏ယေပရဟိမင်းကလည်းတင်းသည်ခရစ်တော်တည်ဟုသောဘုရားသခင်၏သားတော်မှန်သည်မမှန်သည်ကိုငါတို့အားပြောစေခြင်းဟာ အသက်ရှင်တော်မူသောဘုရားသခင်ကိုငါတိုင်တည်၍တင့်ကိုချိန်ဆစေ၏ဟုဆိုလျင်ယေရှုကတင်းဆိုသည့်အတိုင်းမှန်၏ထိုမြတ်မကငါဆိုသည်ကနောင်ကာလ၌လူသားသည် တကိုယ်တော်၏လက်ရာပဲ၌ထိုင်လျက်မိုးတိမ်ကိုစီး၍ကြွလာသည်ကိုတင်းတို့မြင်ရကြလက်တန်းဟုမိန့်တော်မူ၏ထိုအခါယေပရောဟိတ်မင်းသည်မိမိအဝတ်ကိုစုပ်လျက် ဤသူသည်ဖျားကိုလွန်ကျူး၍ပြောပြီးအဘေတက်တေကိုလိုသေးသည်ဖျားကိုလွန်ကျူး၍ပြောသောစကားကိုယခုပင်သင်တို့ကြားရပြီအဘေတုတ်ထင်မှတ်ကြသည်ဟုမေးမြန်းလျင် ထိုသူတို့ကဤသူသည်အသေးခံထိုက်ပြီးဟုပြန်၍စီရင်ကြ၏ထိုအခါမျက်နှာတို့ကို တတွေးနှင့်ထွေးကြ၏လက်တီနှင့်ထိုးကြ၏အချို့တို့သည်လည်း လဝါနှင့်ပါကိုရိုက်၍အချင်းခရစ်တော်ကိုတော်ကိုဘေသူရိုက်သည်ကို prophet ပြု၍ဟောတော်မူပါဟုဆိုကြ၏ပေတရုသည် ပြင်မာအင်းဦး၌ထိုင်နေစဉ်အစီအပါမိမတယောက်သည် သူရှိရာသို့လာ၍တင်းသည်လည်းဂါလိလဲလူယေရှုနှင့်ပေါင်းဖော်သူ ဖြစ်သည်ဟုဆိုလျင်ပေတရုကသင်ပြောသော အရာကိုငါမသိဟု လူအပေါင်းတို့ရှိ၌ငင်းခုန်လေ၏ထိုနောက်ပေတရုသည်အိမ်ဦးရှိသို့ထွက်ပြီးမှအချားမိမသည် သူ့ကိုမြင်၍ထိုအရ၌ရှိသောသူတို့အားဤသူလဲနာဇရက်မြို့သားယေရှုနှင့်ပေါင်းဖော်သူဖြစ်သည် ဟုဆိုလျင်ပေတရုကထိုသူကိုငါမသိဟုချိန်ဆိုလျက်တဖန်ငင်းခုန်ပြန်၏ထိုနောက်များမကြာထိုအရ၌ရက်နေသော သူတို့သည် ဘေးတယုအနီးသို့လာ၍အကယ်စင်စစ်တင်းဒီလဲထိုသူတို့အဝင်ဖြစ်၏တင်းစကားဒီတင်းအကြောင်းကိုထင်ရှားစေ၏ဟု ဆိုကြလျင်ဘေးတယုကထိုသူကိုငါမသိဟုဒိတ်ထံပြု၍ကျိန်ဆို၏ထိုခဏချင်းတွင်ကြက်တွင်လေ၏ယေရှုကကြက်မတွင်မီတင်းဒီသုံးချိန်မြောက်အောင်ငါကိုငင်းပယ်လိမ့်မည်ဟုမိန့်တော်မူသောစကားကိုဘေးတယုသည်ဒရိယာသည်ဖြင့်ပြင်တို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏ဖြစ်ယူသွားတဲ့နှုတ်ကပတ်တော်ဇာနာတို့ရောက်စီတိုင်းတို့ကောင်းကြီးဖြစ်ပါစေ